လာပါဗျအခုကျွန်တော်တို့ရောက်ရှိနေတာကတော့ KNP ဝင်းဘလွေစစ်ကြောင်းကရဲမေရဲဘော်များနဲ့အတူရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ထိုင်းနိုင်ငံချင်းမိုင်မြို့မှအေးရအေးချောင်းအဖွဲ့ကနေပြီးတော့လှူဒန်းပေးတဲ့ငွေကြတ်3,18000ကို ကျွန်တော်တို့ဒါ KP ကတောင်းမှတ်နှုတ်ခွဲနဲ့ပြည့်ပြည့်ဝဝဝင်းဘလွေစစ်ကြောင်းကိုလှူဒန်းပေးတာဖြစ်ပါတယ်ဗျ KNP လို့ဆိုလိုက်တာနဲ့သူရဲကောင်းတို့ငွေဖားရအရက်စွန့်လွတ်စွန့်စားသူတို့ရှိတဲ့ ဌာနေတနေရာဆိုတာကိုကဘာအနှက်မှာရှိတဲ့ပြည်သူများလဲကျွန်တော်တို့သိရှိပြီးဖြစ်ပါလိမ့်မယ်။ဒါကြောင့်မို့ဒီကင်းနီပြည်ဝင်းပလေးစစ်ကြောင်းဆိုတာကတော့အခြားသူများမဟုတ်ဘဲနဲ့ကျွန်တော်တို့များသောအားဖြင့်ကေယောလူငယ်များနဲ့ဖွဲ့စည်းထားတဲ့ဝင်းပလေးစစ်ကြောင်းပဲဖြစ်ပါတယ်။သူတို့ဟာလွန်ခဲ့တဲ့များမကြာသေးမီရပ်ပိုင်းအတွင်းမှာပဲမိုးပြဲမြို့တိုက်ပွဲမှာကျွန်တော်တို့ရဲဘော်နှစ်ယောက်ဟာအသက်ပေးဆက်ခဲ့ရတဲ့ဝင်းပလေးစစ်ကြောင်းလေးဖြစ်ပါတယ်။ အဲဒီအပြင်ကိုတို့ကတိုက်ပွဲတိုင်းမှာရွတ်ရွတ်ချွန်ချွန်နဲ့ကျွန်တော်ကင်နီပြည်နယ်မှာရှိတဲ့ဒီတပ်ဖွဲ့ပေါင်းစုံတွေကိုကျွန်တော်တို့ပူပေါင်းဆောင်ရွက်ပြီးတော့စစ်ရေးတွေလည်းလှုပ်ရှားနေတာရှိပါတယ်။ဒါကြောင့်မို့ဒီလိုတကယ့်ကိုပဲကျွန်တော်တို့ပြည်သူလူထုအတွက်ကိုမမမမရက်တီနေတဲ့အတွက်တို့ကိုကျွန်တော်တို့အထိုင်းနိုင်ငံချင်းမိုင်မြို့မှာ AIA အကြောင်းအဖွဲ့ကနေလှူဒန်းပေးတာဖြစ်ပါရဲ့ဗျ။ဒီလူနဲ့ပတ်သက်လို့တော့ညီမလေးကလည်းပြောအောင်မှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ကျွန်တော်တို့က Greenity Wildlife စော အဖွဲ့ကပဲဖြစ်ပါတယ်။ အခုလက်ရှိမှာထားနိုင်ငံချင်းမိုင်မြို့မှာရှိတဲ့ AIE ကျောင်းအဖွဲ့ကနေပြီးတော့ကျော်ရိုးရဲ့ Green People Policy ကျောင်းအဖွဲ့ကိုလူဒန်းပေးတဲ့အတွက်ကြောင့်အထူးပေးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်ရပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့ Green People Policy ကျောင်းအဖွဲ့ကိုပါဝေကူညီလူဒန်းပေးနိုင်ပါကြောင်းလည်းနှစ်တာရက်ခတ်အပ်ပါတယ်။ကျွန်တော်တို့ Wu Police ကျောင်းအဖွဲ့ကိုလည်းရိုးရိုးကြီးကြီးနဲ့လူဒန်းကူညီပေးနိုင်ပါကြောင်းမိဘပြည်သူအလို့ကိုအတိပေးချင်ပါတယ်ခင်ဗျာ။ အလှရှင်များအလုံးကျဲမှချမ်းသာပါစေဗျာ။နောက်နောင်လည်းတိကျမကတော့အလှမျိုးကိုကျွန်တော်တို့အလှတန်းနိုင်ပါစေလို့ဒီနေ့အားနေကျွန်တော်တို့ဖိတ်ခေါ်အပ်ပါရစေဗျာ။ဒါကတော့အလှငွေလေးဖြစ်ပါလေဗျာ။လက်ခံပေးပါဦး။ဆက်စစ်တင်ပါတယ်။